အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့ဗုဒ္ဓဟူးနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဇာတ်လမ်းလေးကိုနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးကြည့်ချလေးကြည့်သွားပေးပါခင်ဗျာမြင်တွေ့ရတယ်ဆိုရင်လေ OK လေးတွေစာလေးတွေရေးသွားပေးပါဦးခင်ဗျာ ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ပြိတ်သက်တွေအတွက်ဘဝရဲ့အခက်အခဲတွေကို လုံလဝရိယနဲ့ဘလို့ကြော်ပြမလဲကိုယ့်ရဲ့ကျင်နာမှုတွေကကိုကိုဘလို့ပြန်လဲစောင့်ရှောက်မလဲဆိုတာကို အသိပညာပေးမဲ့ဇလန်လေးတစ်ပုဒ်ကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဟိုးရှိရှိတုန်းကဧရာဝတီမြကန်ဘေးကရွှေပြည်သာလို့ခေါ်တဲ့ရွာငယ်လေးတစ်ရွာ ရှိပါတယ် အဲဒီရွာလေးဟာစိတ်ဆိုတဲ့လေကွင်းတွေရွှေရောင် တလက်လက်တောက်ပနေတဲ့ဖျားစီဒီငယ်လေးတွေနဲ့ဒါရလာပါတဲ့နေရာလေးတစ်ခုပါဒီရွာလေးမှာမောင်ထုလို့ခေါ်တဲ့လူငယ်လေးတယောက်ရှိပါတယ်မောင်ထုဟာဖခင်ဖြစ်သူ ဆုံးပါသွားပြီတဲ့နောက်မှာတော့တကြီးရွယ်ကိုမိခင်ကြီးကိုလှုပ်ချွေးပြုစုနေရတဲ့ဒါလိမ်မာလေးတယောက်ပဲဖြစ်ပါတယ် ောင်ထိုးရဲ့အတံမွေးဝမ်းကြောင်းကတော့မြစ်ထဲမှာလေငယ်လေးတစ်စင်းနဲ့အပန်းလိုက် တေကြုံလိုက်သူတွေကိုအိုဘကန်ဒီဘကန်ကိုကတော့ပူရင်နဲ့ရလာတဲ့ဝင်ငွေလေးနဲ့ဘဝကိုရုန်းကန်နေရတာပါ သူမအမွေရထားတဲ့လေငယ်လေးကတော့တိတ်ကိုဟောင်းနှွမ်းနေပါပြီနေရအနှံ့မှာရေယိုနေတဲ့အပေါလေးတွေကိုအားထေးရင်နဲ့ဟိုတနေ့ဒီတနေ့လောက်ခတ်နေရတာပေါ့ အနဲ့မိုးမလင်းခင်ထားပြီးတော့မောင်သူတယောက်မြစ်ပြင်ပေါ်မှာလေကိုလှော်ခဲရင်းနဲ့တွေးနေမိပါတယ်။ငါလီလီကတေလုံးဟောင်းလုံးတော့ငါလည်းများများမရဘူး။ခရီးတယ်လေအများကြီးမတင်နိုင်ဘူး။ဒီဝင်ငွေလေးနဲ့တော့အမေအတွက်စေဖို့ဝါကတောင်းအနိုင်နိုင်ပဲ။ငါမှသာလေကြီးကြီးခိုင်ခိုင်မာမာတစင်းရှိရင်အိုဝေးကမြို့ကြီးတွေအထိသွားပြီးတော့ ကုံစီခူတန်းရောင်းဝယ်နိုင်မှာအဲ့ဒီခါကျမှအမေကို ကောင်းကောင်းမွန်မွန်ထားနိုင်မှာလို့တွေးနေရင်းနဲ့ပဲတက်ပြင်းချမိလိုက်ပါတယ်ဒီရွာမှာဥပကျော်ဆိုတဲ့ငွေကုံမောက်မာတဲ့ကုံတဲကြီးတယောက်လည်းရှိပါတယ်ဥပကျော်မှာ ကြီးမားခံရတဲ့ကုံတင်လှကြီးတွေပိုင်ဆိုင်ပြီးတော့ရွာထဲမှာတော့သူ့ကိုယ်သူဘယင်းတစုလိုသဘောထားလိရှိပါတယ်ဒီနေ့မှာတော့ မောင်ထုတယောက်သူ့လေအဟောင်းလေးကိုကန်းဆက်မှာဖာသေးနေတော့ဥပကျော်ကသူ့လေကြီးပေါ်ကနေတန်ပြီးတော့လောင်ရည်တန်လေးနဲ့ပြောပါတယ်။ဟေးမောင်ထုမင်းရဲ့လေကတော့တင်လို့တောင်ခေါ်လို့ရသေးရဲ့လားကွာ။အခုံးမတကောင်စားတော့ဝင်မလာပဲ။ဒီလေနဲ့တော့မင်းဘဝဒီနိုတဲ့ကနေတက်လာမှာမဟုတ်တော့ဘူး။မောင်ထုကတော့ဘာမှပြန်မပြောပါဘူး။ စိတ်ထဲမှာတော့ခံပြင်းစိတ်နဲ့အတူဇွဲလုံးလစိတ်ကပို့ပြီးတော့တောက်လောင်လာပါတယ်။တနေ့နေ့တနေ့နေ့တော့ကျွန်တော်မှလေလေကောင်းတစင်းပိုင်ဆိုင်ရစီရမယ်။အဲ့ဒီလိုတိတ်တိတ်ကလေးကျုံဝါလိုက်ပါတယ်။အဲ့ဒီနေ့ကစပြီးတော့မောင်ထုဟာပို့ပြီးတော့အလုတ်ကြိုးစားလုပ်ပါတယ်။ငါဖမ်းလို့ရသည်မ냐ကရိုးကရသည်မ냐ပတ်စံလေးတွေအားလုံးကိုစူးစောင်းထားပါတယ်။ ညဘက်တွေမှာဆိုရွာဦးเจ้าကဆရာတော်ဥပညာစီကိုတွားပြီးတော့စာပေကျမ်းဂန်တွေတည်ယူရင်းနဲ့စိတ်ကိုတည်ငြိမ်အောင် ကြင့်ကြံပါတယ်။တညမှာတော့မောင်ထုကဆရာတော်ကို သူ့ရဲ့အိမ်မက်အကြောင်းကိုရှောက်ထားပါတယ်။တပည့်တော်လေကြီးတစင်းပိုင်ဆိုင်ကျင်ပါတယ်ဗျာ။အဲ့ဒီလေကြီးနဲ့အမေကိုကောင်းကောင်းလှုပ်ကြွေးပြုစုကြင်လို့ပါ။ဒါပေမဲ့တပည့်တော်မှာပတ်စံလည်းမရှိဘူး။ ညာကလည်းမတက်ပါဘူးဗျာဆရာတော်ဦးပညာကမျက်လုံးကိုမှိတ်ပြီးတော့ခិតတစဉ်းစားနေပြီးမှပြင်းရင်းစွာမိန့်တော်မူလိုက်ပါတယ်မောင်ထူးလောကမှာ အဖိုးတန်ဆုံးအရာတွေကငွေနဲ့ဝယ်လို့မရဘူးကွမင်းမှာလုံလဝရိယဆိုတဲ့ခွန်အားရှိတယ်တမအာဇီဝဆိုတဲ့ယောသားမှုရှိတယ်အမေ့အပေါ်ထားတဲ့ မေတ္တာတရားဆိုတဲ့အရင်အနည်းလေးရှိတယ်။မင်းလျှေရစင်းတကယ်လိုချင်ရင်မင်းကိုယ်တိုင်တိဆောက်ရလိမ့်မယ်။တပည့်တော်ကတေတိဆောက်တဲ့ပညာမှမတတ်တာဗျာ။ရွာအနောက်ဖက်သောဆန်မှာလေသမားဟောင်းကြီးအိုးဖိုးမြဆိုတာရှိတယ်။သူကအချိန်ကအေယာဝတီမှာအတော်ဆုံးလှေစရာကြီးပဲ။ဒါပေမဲ့သူ့စိတ်ကနည်းနည်းတော့ကြမ်းနေ။မင်းသူ့စီမှာသွားပြီးတော့တပည့်ခံကြီးပါလား။ ။အောင်တို့လည်းဆရာတော်စကားအတိုင်းနောက်တနေ့မနဲ့စောစောမှာပဲဥဖိုးမြနေထိုင်တဲ့တဲအိမ်လေးစီကိုထွက်လာခဲ့ပါတယ်။ဥဖိုးမြကတော့အသက်80ကျော်၊စပင်ဖြူဖြူ၊မျက်နှာမှာအရေးချောင်းတွေထက်နေပေမဲ့မျက်လုံးတွေကတော့လေးယုံတကောင်လိုစူးရှတောက်ပနေတော့မှာပဲ။ဦးကြီးခမကျွန်တော်ကိုလေတီဆောက်တဲ့ပညာသင်ပေးပါ။ အဲ့ဒီလိုမောင်ထုကရိုရိုတေတေပြောလိုက်ပါတယ်။ဥဖိုးမြကမောင်ထုကိုအပေါ်အောက်စူးစိုက်ကြည့်ပြီးတော့ငါစီမအလဲကားရတဲ့ပညာမရှိဘူး။မင်းတကယ်သင်ချင်ရင်ငါအတွက်၃လအခန်းရစီလုပ်ရမယ်။ထင်းခွဲရေခက်ငါအတွက်အစီကံလုပ်ရမယ်။၃လပြည့်လို့မင်းရဲ့စိတ်ရှင်မှုကိုငါသဘောကျမှငါပညာကိုသင်ပေးမယ်။မောင်ထုလည်းမစုံမနစ်ပဲရပါတယ်ဦးကြီး။ ကျွန်တော်အကုန်လုပ်ပါမယ်လို့ဝန်ခံလိုက်ပါတယ်။အဲဒီနေ့ကစပြီးတော့မောင်ထိုးရဲ့ဒုတိယဘဝစပါတော့တယ်။မနေ့ဆိုမြစ်ထဲမှာငါဖမ်းပြီးတော့ကတို့ပို့ပါတယ်။နေ့လယ်ဆိုရင်တော့ဦးဖိုးမြစီမှာထင်းခွဲရစ်ခတ်လို့ရပါတယ်။ညပဲဆိုဆရာတော်เจ้าမှာစတင်ပြီးတော့တရက်မှမနာရပါဘူး။သူ့ရဲ့နွမ်းနယ်တဲ့ခန္ဓာကိုယ်ကို သူ့ရဲ့ကြီးမားတဲ့ဇွဲလုံးလာကတွန်းပို့နေတယ်လို့ပါပဲ။ ။ဥဖိုးမြကလည်းမောင်ထုကိုတမင်တကာညှင်းဆဲသလိုခိုင်းစေပါတယ်။တစ်သားတစ်ချောင်းကိုဟိုရွှေတီရွှေလောက်ခိုင်းလိုက်။ခွဲပြီးသားထင်းတွေကိုပြန်စီခိုင်းလိုက်နဲ့စိတ်မရှိအောင်ဆွပေးပါတယ်။မောင်ထူးကတော့ဘာတခေါမှမငြင်းညူပဲအန်ကျိတ်ပြီးတော့အလောက်ကိုပြီးမြောက်အောင်ပဲလုပ်ပါတယ်။သုံးလာပြည့်တဲ့နေ့မှာတော့ဥဖိုးမြကမောင်ထူးကိုခေါ်လိုက်ပါတယ်။မောင်ထူးမင်းရဲ့စိတ်ရှင်မှုနဲ့ဇွဲကိုငါသဘောကြတယ်။ ဒီနေ့ကစပြီးမင်းကိုငါ့ရဲ့ပညာတွေသင်ပေးမယ်။ဒါပေမဲ့တခုမှတ်ထား။လှေရစင်းရဲ့တံမိုးဟာ သူ့တည်နိုင်တဲ့ဝယ်မဟုတ်ဘူး။သူ့ကြမ်းကြမ်းခံနိုင်တဲ့မုံတိုင်းဖြစ်တယ်။လှေကောင်းတစ်စင်းဖြစ်ဖို့အကောင်းဆုံးတစ်တာလိုတယ်။အဲ့ဒီထက်ပိုအရေးကြီးတာကတိဆောက်သူရဲ့သစ္စာပဲ။ကိုလုံးတဲ့အလုပ်ပေါ်မှာရွတ်သားရမယ်။စေတနာပါရမယ်။ အဲ့ဒီနောက်မှာတော့ဦးဖိုးမြာသူ့ရဲ့ပညာတွေကို မောင်ထိုးကိုအကုံအစင်သင်ကြားပေးပါတယ်ဘယ်လိုတိတာကရေတန်းခံနိုင်လဲဘယ်လိုအဆက်အဆက်တွေကလှိုင်းကိုကြံ့ကြံ့ခံနိုင်မလဲလေတစင်းရဲ့အန်ချက်ကိုဘယ်လိုထိန်းရမလဲဆိုတာတွေကို သင်ပေးပါတယ်မောင်ထိုးဟာနေမနာညာမနာစူးစမ်းလေ့လာရင်းနဲ့သူစူးစောင်းထားတဲ့ငွေလေးနဲ့ဒီကောင်းတဲ့မာတွေကိုနည်းနည်းချင်းဝယ်ပြီးတော့စုပါတယ် နောက်ထပ်တစ်နှစ်လောက်ကြာတဲ့အခါမှာတော့မောင်တို့ရဲ့ကိုပိုင်လေကြီးတစ်စင်းဟာအပြည့်ပြည့်နဲ့ပုံပေါ်လာခဲ့ပါပြီ။သူ့လေကဥပကျော်လေတွေလောက်မကြီးပေမဲ့အချိုးစားကျနေပြီးတော့တည်တက်ခိုင်မာလာပါတယ်။မောင်တို့ရဲ့လေအစ်စ်ကိုရေချမဲ့နေဟာမိုးရင်းကာလအလယ်လောက်ကိုရောက်နေပါပြီ။အေယာဝရီမြေကြီးကလည်းနောက်ကျနေပြီးတော့မြေပြင်ကလည်းမတည်ငြိမ်ပါဘူး။ ကြွာသားတွေကတော့မောင်ထိုးရဲ့လျှေအစ်စ်ကိုကြည့်ပြီးတော့ချီးကျူးနေကြပါတယ်။ဥပကျော်ကတော့နှာခေါင်းယုံရင်နဲ့တစ်သားအကောင်စားတော့ယုံနေတော့ပြေကောင်းဖြစ်မလာပါဘူးကွာ။အတွေ့အကြုံမရှိဘဲနဲ့စောက်တယ်လေ။မြင့်လေရောက်မှနှချံကွဲသွားအောင်မယ်လို့ပြောပြီးတော့ထွက်သွားပါတယ်။အဲ့ဒီနေ့ညနေဆောင်မှာပဲဖြစ်ဖို့ဖန်လာခဲ့ပါတယ်။ကောင်းငင်ကြီးဟာရုတ်တရက်မဲမောင်လာပြီးတော့လေပြင်းတွေတိုက်ခတ်လာပါတယ်။ ်ဘိုးရီကလည်းတဲတဲမဲမဲရွာချလာပြီးတော့အေယာဝတီမြစ်ပြင်တစ်ခုလုံးဆိုင်းလုံးကြီးတွေနဲ့ပွက်ပွက်စုလာပါတော့တယ်။အဲ့ဒါဟာရိုးရိုးမုန်တိုင်းမဟုတ်ဘဲနဲ့နှစ်ပေါင်းများစွာအတွင်းမှာမကြုံဘူးတဲ့မြစ်မုန်တိုင်းကြီးဖြစ်နေပါတယ်။ကျွာသားတွေအားလုံးကန်းဆက်ကလေတွေကိုချိုးနဲ့အလိုရဲ့ချီနှောင်နေကြတော့ဟောမြစ်လေကောင်းစီမှာအော်ဟစ်အကူကြီးတောင်းတန်ကြီးကိုကြားလိုက်ရှားပါတယ်။ လမ်းကြီးလိုက်တော့ဥပကျော်ရဲ့အကြီးဆုံးကုန်တင်လေကြီးပါငုံတိုင်းရဲ့တံကို မခမ်းနိုင်ပဲလေဝမ်းကွဲပြီးတော့ရေတွေဝင်နေပါပြီဥပကျော်နဲ့သူ့ရဲ့လေတို့သားတွေဟာလေကြီးပေါ်မှာအသက်လူပြီးတော့အော်ဟစ်နေကြပါတယ်ကန်ဆက်ကလူတွေအလုံးမြင်နေရပြီပဲဒီလိုကြောက်စရာကောင်းတဲ့ငုံတိုင်းနဲ့ကိုဘယ်သူကမှလေနဲ့ထွက်ပြီးတော့မကယ်ရေကြပါဘူးတွားရင်ဒီမှာပဲ ဘလို့မှမဖြစ်နိုင်ဘူးလို့အလုံးကခေါင်းခါနေကြပါတယ်။ဥပကျော်ရဲ့အတန်ကတဖြည်းဖြည်းဒိဝေလာပါတယ်။သူ့ရဲ့မာနာတွေငွေကုန်တွေဟာဒီမုံတိုင်းထဲမှာဘာမှအရာမထင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲမောင်ထူးတယောက်သူ့ရဲ့လေအစ်စ်ဆက်ဆက်လေးကိုချိုးပြီးလိုက်ပါတယ်။ဥဖို့မြကသူ့လက်ကိုလှမ်းဆွဲပြီးတော့မောင်ထူးမင်းယူနေလား။ပင်းရဲ့တသက်စာအိမ်မက် ဒီလေအစ်စ်လေးအခုထွက်သွားရင်မင်းရောလေရောနှိမ့်မြုပ်သွားလိမ့်မယ်။အောင်သူကတော့ဥဖိုးမြကိုခေါင်းငိမ်ပြပြီးတော့တင်ငိမ်တဲ့အတန်နဲ့ပြန်ပြောလိုက်ပါတယ်။ဦးကြီးတင်ပေးခဲ့တယ်လေ။လေတဲ့စင်းရဲ့တန်ဖိုးဟာသူ့တည်နိုင်တဲ့ဝင်မဟုတ်ဘူး။သူ့ကြမ်းကြမ်းခိုင်နိုင်တဲ့ဘုံတိုင်းဖြစ်တယ်ဆို။အခုကျွန်တော်ရဲ့လေကလူအသက်ကိုကယ်ဖို့အတွက်စူးစမ်းရပါတော့မယ်။ နောက်တခွန်းစကားမစိုးတော့ပဲမောင်ထူးဟာအိုင်လုံးကြီးတွေကြားတဲ့ကိုသူ့လေတဲ့လေးနဲ့အာကုံလော်ထွက်ထွက်သွားပါတော့တယ်သူရဲ့လေငယ်လေးဟာအိုင်လုံးကြီးတွေကြားမှာတစ်ချက်မြုပ်သွားလိုက်တစ်ချက်ပြန်ပေါ်လာလိုက်နဲ့ကန်းစက်ကရွာသားတွေအားလုံးရေတမမနဲ့ကြိနေကြရပါတယ်မောင်ထူးရဲ့လေဟာဥပိုးမြတင်ကြားပေးလိုက်တဲ့အတိုင်းခိုင်မာလွတ်လာပါတယ် လှိုင်းလုံးတွေဘလောက်ရိုက်ရိုက်လေတွေဘလောက်တိုက်တိုက်လေကဟန်ချက်မပြတ်ပါဘူးမောင်ထူဟာသူ့ရဲ့အားမန်အကုန်တုံးပြီးတော့နေတော့မဲ့ဥပါကျော်ရဲ့လှေစီကိုချစ်ကပ်သွားပါတယ်ရေထဲမှာမျောနေတဲ့ဥပါကျော်နဲ့သူ့ရဲ့တပည့်တွေကိုတယောက်ပြီးတယောက်ဆွဲတင်လိုက်ပါတယ်လူဆောင်လို့ကန်းကိုပြန်လှည့်တဲ့အချိန်မှာတော့ဥပါကျော်ရဲ့လေကြီးဟာအုံးဆိုတဲ့အတန်းကြီးနဲ့အတူမြေကြီးအောက်ကိုနှိမ့်မြုပ်ဖြောက်ွယ်သွားပါတော့တယ်။ မောင်ထူဟာလူအလုံးကို သူ့ရဲ့လေပေါ်မှာတင်ပြီးတော့မုံတိုင်းကိုကြက်ကြက်ခံရင်နဲ့ကန်းဆက်ကိုဘေးမတီရံမခါပဲနဲ့ပြန်ခေါ်လာနိုင်ခဲ့ပါတယ်။ကန်းဆက်ကိုရောက်တာနဲ့ဥပကျော်တယောက်မောင်ထူရဲ့ခြေရင်းမှာဒူးထောက်ကျသွားပြီးတော့ရှိုက်ကြီးတကင်ငိုပါတော့တယ်။မောင်ထူရဲ့ငါ့ကိုခွင့်လွှတ်ပါ။အားရဲ့မာနာတွေကငါမျက်စိကိုကွယ်နေခဲ့တာ။မင်းကမှလူကောင်းသူကောင်းအစ်စ်ပါကွာ။ မင်းရဲ့လေအသေးလေးနဲ့ငါအသက်ကိုကယ်ခဲ့တာဒီကျေးဇူးကိုငါဘလို့ဆက်ရမလဲ။ပေါင်ထိုးကတော့အိုဘကျော်ကိုဆွဲထူလိုက်ပြီးတော့ရပါတယ်ဦးကြီးရဲ့လူချင်းချင်းကိုညီရတာပဲဟာကျွန်တော်တို့အားလုံးဒီအေယာဝတီမြေကြီးကိုအတူတူတောက်သုံးခဲ့ကြတဲ့ရွာသားတွေပဲမဟုတ်ဘူးလားရွာသားတွေအားလုံးကတော့မောင်ထိုးရဲ့တက်တီနဲ့ကျင်နာမှုကိုချီးကျူးဂုဏ်ပြုကြပါတယ် အဲ့ဒီနေ့မောင်နိုင်ဟာဥပါကျော်ရဲ့မာနာတွေကိုကျူဆောင်သွားပြီးတော့ပေါင်ထိုးရဲ့ဂုံတရင်ကိုတော့ရွာအနှက်ပွေးပြန့်စေခဲ့ပါတယ်။ဥပါကျော်ဟာလေသူ့ရဲ့ကြံရှိနေတဲ့ပိုင်ဆိုင်မှုတွေနဲ့ပေါင်ထိုးကိုဂုံတဲ့လုပ်ငန်းမှာအဆုရှေရာအဖြစ်ထည့်ဝင်စေပြီးတော့ရောသားတဲ့ပေါင်ထိုးရဲ့လက်အောက်မှာပဲလုပ်ငန်းတွေကိုပြန်လည်ဦးဆောင်စေခဲ့ပါတယ်။ ။ဦးဖိုးမြားကတော့ကန်ဆက်မှာခိုင်ခိုင်မာမာရက်နေတဲ့မောင်ထိုးရဲ့လေအစ်လေးကိုကြည်ရင်နဲ့ပဲပြုံးနေခဲ့ပါတယ်။မောင်ထိုးမင်းရဲ့လေကလုံလဆိုတဲ့တစ်သားနဲ့တီဆောက်ထားပြီးတော့မြစ်တာဆိုတဲ့ရွက်ကိုတွင့်တင်ထားတာပဲ။ဒီလေဟာဘယ်တော့မှနှိမ့်မြုပ်မှာမဟုတ်တော့ဘူး။အဲဒီနောက်မှာတော့မောင်ထိုးဟာသူ့ရဲ့လုံလဝရီယာယောသားမှု ပြီးတော့သူ့အပေါ်တောင်ပြောင်ခဲ့တဲ့သူကိုယ်တော်ပြန်လဲကယ်တင်ခဲ့တဲ့ရှင်နာမှုတွေကြောင့်ရွှေပြည်သားရွာလေးရဲ့အလေးစားရသောကုံတဲကြီးဖြစ်လာပြီးတော့သူ့ရဲ့မိခင်ကြီးကိုလည်းချမ်းချမ်းသာသာနဲ့ပြုစုလုပ်ကျွေးရင်းနဲ့ပဲပျော်ရွှင်စွာနေထိုင်သွားခဲ့ပါတယ်။ဘဝမှာအခက်အခဲတွေဆင်းရဲဒုက္ခတွေကြုံလာရတဲ့အခါအရှုံးမပေးဘဲနဲ့ဇွဲလုံးလဝရိယရှိရှိနဲ့ကြိုးစားဖို့လိုအပ်ပါတယ်။ဒါအပြင် အိုကဘလောက်ပဲအောင်မြင်နေပါစေမာနာတရားကိုလက်ကင်မထားပဲနဲ့ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုတော့ဖွင့်လွှတ်နိုင်တဲ့ရှင်နာမြတ်တာတရားရှိဖို့ကအရေးကြီးပါတယ်။မောင်ထိုးရဲ့လုံးလလေဟာသူ့ရဲ့調査မှုကိုကိုစားပြုပြီးတော့မြတ်တာရွက်ကတော့သူ့ရဲ့ရှင်နာမှုကိုကိုစားပြုပါတယ်။လုံးလနဲ့မြတ်တာဒီနှစ်ခုသာပေါင်းဆက်နိုင်ရင်ဘဝရဲ့ဘလုံးမုံတိုင်းမျိုးကိုမစိုးကျွန်တော်တို့အားလုံး ကြံ့ကြံ့ခံကြော်ပြတ်နိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးရင်းနဲ့ပဲဒီနေ့အတွက်တော့နှုတ်ဆက်လိုက်ပါတယ်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ